ဘတ္တဝဂီညီနောင်၃ချိန်မာ၃ချိန်လေဘတ္တဝဂီဘတ္တဆိုတာကောင်းသောဝက်ကဆိုတာကအစုကောင်းတဲ့အလုတ်ကိုစုပေါင်းလုပ်လို့အဲ့ဒီသံဃာ30ကိုဗဒဝဂီလို့ဒီလိုခေါ်တယ်။ကောင်းတဲ့နေရာမှာစုပေါင်းရင်ဗာဝဂီဗဒဝဂီမြတ်စွာဘုရားကတော့တင်စားတယ်ပြားတွေရဲ့စုပေါင်းခြင်းမျိုးပဲတဲ့ဒီနေရာမှာပြားကောင်လေးတွေစုပေါင်းတယ် ရင်ကောင်တွေလည်းစုပေါင်းတယ်ရင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပေါင်းတယ်အမိုက်ပုံတို့ဟာအပုပ်အဆတ်တို့မကောင်းတဲ့နေရာမှာရင်ကောင်တွေတည်ယုံယုံနေပြားကောင်တွေကအဲ့လိုနေရာမှာသွားပြားကောင်တွေကလှလှပပရှိတဲ့ပန်းလေးတွေနေရာမှာတွားတာလှလှပပရှိတဲ့ပန်းလေးတွေကမှပန်းဝီလေးတွေစိုးပြီးတော့သေးကြခိုင်မာတဲ့နေရာမှာအုံဖွဲ့ပြီးတော့မိုးရွာလေတိုက်ရင်ရှားဖွေတဲ့အခါ အဆင်မပြေတဲ့အခါမှာစားဖို့အစဉ်စစ်ဖြစ်အောင်ညီညီညွတ်ညွတ်တက်တက်ညီလက်ညီနဲ့စုပေါင်းကြရတယ်တဲ့ပြားတွေရဲ့အလေးကလေအဲ့တော့မြတ်စွာဘုရားကပြားကိုပုံပြုအေးစု၍ထားမှုလိမ်မှလွန်ချမ်းသာ၏တဲ့ချက်သားတို့ပြားတွေလိုကျင့်ကြပြားတွေလိုကျင့်ကြလို့ပြောပြားတွေဟာပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအလှလည်းပြည့်မသွားပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအနံ့လည်းပြည့်မသွားဟာကို့အတွက်လည်းပဲလုံလုံချုံချုံ သိမ်းဆဲထားတယ် အဲကြောင့်ပြားတွေရဲ့စုပေါင်းခြင်းဟာဗဒဝေကီလို့ဒီလိုပြောလို့ရရင်ကောင်းနေကြတော့ဟာစုပေါင်းလိုက်တာမကောင်းတဲ့အနတ်မကောင်းတဲ့နေရာမှာသွားပြီးစုတယ်စုစုဆောင်းဆောင်းရှိလားဆိုတော့ဘာမှစုစုဆောင်းဆောင်းလည်းမရှိဟာလူတွေကဒုက္ခပေးဖို့ပဲမျက်စိပေါ်နားလိုက်နားထဲဝင်လိုက်ဟိုဝင်လိုက်ဒီဝင်လိုက်နဲ့ဒီရင်ကောင်းကိုဘယ်သူမှမနစ်သက်ပြားကိုပုံစုပြားကိုပုံပြုအရေးစု၍ထားမှုလိမ်မှာလွန်ချမ်းသာ၏ရင်ကောင်းတော်မှာ ရင်ကောင်တော်တော်ဝမ်းဝယုံမြရှာကမပြတ်မရငတ်ဤတဲ့ရင်ကောင်တွေကြတော့တိမ့်စီထားတာဘာမှမရှိဘူးရှာလို့ရရင်ရမရရင်ငတ်တာပဲဟုတ်လားအဲကြောင့်ခဏိသူတော်ကောင်းတို့တို့တွေစူပေါင်းခြင်းနှမျိုးမှာပြားကောင်တွေလို့စူပေါင်းခြင်းဟာဗဒဝဲကြီးဒီလိုမှတ်ကြနော်မကောင်းတဲ့နေရာမှာမစုမိစေနဲ့ကောင်းတဲ့နေရာမှာစုမိဖို့ဥစဉ်ပြောကြနေတာပါ